ဒီနေ့စာပြမှာတော့ဟိုဒီရှေ့မှာရှိတဲ့မူရောဗောနော်ထိုင်းလိုအခေါ်ဗောမြန်မာလိုမျိုးဆိုရင်တော့ဝတ်တာလေးပေါ့စ်ရောဗောနော်ထိုင်းမှာနေတဲ့သူတို့တော့များတော့စာဝူကြတယ်ဒါတော့သူတို့ပေါင်းထားပြီးသားပဲဗောနော်တချို့ကကြတော့လေဒီတိုင်းတစ်ခါတည်းစာလို့ရတယ်ဒါမှမဟုတ်လေပြန်ကြော်တာတို့กินတာတို့ဗောနော်လှုပ်စာလို့ရပါတယ်ရှင့်ဦးချစ်ပါဦးပြည့်ဗောနော်ဒီမှာဖတ်လေးတွေကလေပပ းလေးပဲပါတော့ဗောနော်အထဲမှာအသားပြည့်ပဲဒါကြတော့ဒီ workout အရသာနဲ့ဗောနော် workout နဲ့ငရုတ်ကောင်နဲ့ယူထားတဲ့သူစီမှာအရသာတွေလည်းအများကြီးရှိတော့ဗောနော်ဒါပေမဲ့ဒီ workout အီအီလေးနဲ့ကွကျွကွကျွလေးဖြစ်အောင်လို့ဗောနော်ဒါကိုသူစင်တို့ air fryer လေးနဲ့အရင်กินလိုက်မယ်နော်အရင်ဆုံး air fryer ထည့်ထည့်ပြီးတာနဲ့အချိန်အားဖြင့်10မိနစ်ပေးပြီးတော့အပူချိန်ကို200ဒီဂရီနဲ့ဒီกินပေးလိုက်မှာဗောနော်ဒီလောက်အချိန်နေရောက်ပြီးဆိုရင်တော့ရပါပြီရှင်နောက်ထပ်တစ်ချမ်းကိုလည်း10မိနစ်ထပ်กินပေးပါမယ်ရှင်သူ့ကိုကြတော့အပူချိန်အားဖြင့်190ဒီဂရီလောက်ပဲထားပေးတော့မှာဗောနော်10မိနစ်ပါပဲရှင်ဒီလောက်ဆိုရင်တော့စားလို့ရ ရပါပြီ။ဟဲ့။မူရောกินလေရပါပြီရှင်။ဟော်ရီယာ sea food chain နဲ့ဆိုလုံးဝကတ်တီပဲ။အတန်လေးနားထောင်ကြရအောင်နော်။ဒီတိုင်းလေးအရင်စားခြင်းပဲ။嗯。嗯。 不远，不远的。 ရုပ်ကောင်အနဲ့မမွေးဆက်ဆက်လေးနဲ့ပေါ့နော်ဒီဝက်ခောက်ရဲ့ဒီဘယ်လိုမျိုးပြောမလဲကလုကလုလေးနဲ့ဒီအပြင်ကတွတ်အသားအီအီနဲ့ကွတ်တီပဲစီဖုတ်ချင်ရင်လည်းကွတ်တီอืม Mm-hmm. <laughs> ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပေါ့နော်။သူစင်ကတော့ဒီနေ့မှာတစ်ချမ်းလုံးစားပြလိုက်ပေါ့နော်။ဒီတစ်ချမ်းထပ်စားဖို့ကမနိုင်တော့တုံကြီးရဲဆိုတော့လေတဒုံလုံးဆိုရင်တော့တမိသားစုလုံးစားလို့ရတယ်ပေါ့နော်။ Okay သူစင်ကဗီဒီယိုလေးကိုအဆုံးထိချစ်ပေးကြတဲ့အတွက်အားလုံးသူပဲကျေးဇူးတင်ပါတယ်။ရှင်နောက်ဒီကြားမှာပဲသူစင်ကဗာလေးတွေစံပြပြီးတော့ဗာလေးတွေစားပြမယ်ဆိုတာကြီးချွာပေးကြပါဦးနော်။အားလုံးနှုတ်ဆက်လိုက်ပါအားလုံးတတား။